မူရစေဝါမှုနယ်ဖမ်းဆီးခံထားရတဲ့တရုတ်ဆောင်မိုးအောင်ရင်ကိုအော်တိုဘားလ10ရက်နေ့ကပဇွန်နာမြို့နယ်တရားရုံးမှာဆက်လက်ရုံးထုတ်ခဲ့ပါတယ်အဲ့ဒီနေ့ယုံကျိန်မှာတော့ပဇွန်နာမြို့နယ်တရားရုံးမှာမိုးအောင်ရင်နဲ့အတူတရားစွဲဆိုခံရပြီးထွက်ပြေးလွတ်မြောက်နေတဲ့တိန်ဝင်းလာရဲ့ဖန်ဝရံကိစ္စနဲ့ပတ်သက်ပြီးတောင်မွေမြို့နယ်ကရက်ကွက်အုပ်ချုပ်ရေးမှုတအုပ်ကိုစစ်ဆေးခဲ့တယ်လို့သိရပါဗျာ။ အရင်နောက်ပဇွန်နာမြို့နယ်တရားသူကြီးကယုံချင်းကိုအော်တိုဘာလ20ရက်နေ့ကိုပြန်လည်ချင်းဆူပေးခဲ့ပြီးအရင်နေ့မှာတရရလို့ဖြစ်တဲ့မူရီတပ်ဖွဲ့စု40နှစ်မှာရဲအုပ်ထွန်းထွန်းကိုစတင်စစ်ဆေးသွားမှာဖြစ်တယ်လို့သိရပါဗျ။ မိုးအောင်ရင်ကိုပြီးခဲ့တဲ့စက်တင်ဘာလ23ရက်နေ့ကပဇွန်တော်မြို့နယ်တရားရုံးမှာမူရီစေဝါနဲ့စစ်ကိုပြောင်းလဲစေတတ်သောစေဝါများဆိုင်ရာဥပဒေပုံမှာ15မြင်းဆောင်16ကငင်းနဲ့၎င်းသူ့ရဲ့တငယ်ချင်းဖြစ်တဲ့တင်းဝင်းလှိုင်ကိုမူရီစေဝါနဲ့စစ်ကိုပြောင်းလဲစေတတ်သောစေဝါများဆိုင်ရာဥပဒေပုံမှာ16ကငင်းမြင်းဆောင်21နဲ့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒါအပြင်မိုးအောင်ရင်နဲ့သူ့ရဲ့တန်ငယ်ချင်းနှစ်ဦးကိုပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့ကလည်းအရှေ့ပိုင်းခရိုင်တရားရုံးမှာမူရစ်စေဝါနဲ့စစ်ကိုပြောင်းလဲစေတတ်သောစီဝါများဆိုင်ရာဥပဒေပုံမှာ16ကကြီးနဲ့တရားစွဲဆိုခဲ့ပါသေးတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ29ရက်နေ့နနက်3နာရီခန့်မှာ တာမွေမြို့မှာရဲစခန်းကရဲတာဝန်ရှိသူတွေပါဝင်တဲ့ပူပေါင်းအဖွဲ့ဟာတာမွေမြို့နယ်တာမွေလေးရပ်ကွာမင်းရဲ့ကြော်စွာအင်အားရှိမိုးအောင်ရင်နေထိုင်နေဆိုတဲ့တိုက်ခန်းကိုဝင်ရောက်စစ်ဆေးရမှာနေတွင်မိုးအောင်ရဲ့တငယ်ချင်း၂ဦးနဲ့မိုးအောင်ရင်အိတ်တဲဆိုတဲ့အခန်းတွင်ကဂရင်မို့ရပေါ်နဲ့ဂရင်အောက်တွင်မှာမူရီစေဝါရီနဲ့အတူဖန်စီရမိကြတာဖြစ်ပါတယ်အဲ့ဒီဖြစ်စဉ်ကိုတောင်မွေမြို့မရဲစခန်းမှာမူရစ်ပအမှတ်39မြေဆောင်2016 မူရီစေဝါနဲ့စစ်ကိုပြောင်းလဲစေတတ်သောစေဝါများဆိုင်ရာဥပဒေပုံမှာ15မြင်းဆောင်16ကကြီးမြင်းဆောင်20နဲ့အမှုဖွင့်ကမိုးအောင်ရဲတငယ်ချင်းနှစ်ဦးတို့ကိုဖမ်းဆီးခဲ့ပြီးမင်းမြန်ရမှာမိုးအောင်ရဲဟာပစွန်တော်မြို့နယ်အိမ်ကျိမ်မှာရှိခဲ့တယ်လို့ထွက်ဆိုခဲ့ပါဗါးအဲ့ဒီထွက်ဆိုချက်အရမိုးအောင်ရင်ရှိရဆိုတဲ့ပစွန်တော်မြို့နယ်နှစ်ရက်ကွက်ကနေအိမ်ကိုဝင်ရောက်ရှာဖွေရမှာတော့မိုးအောင်ရင်ကိုသူ့ရဲ့လွဲအိတ်ထဲမှာ ice လို့ယူဆရတဲ့မူရီစေတဂရန်နဲ့အတူဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ရဲမှတ်တမ်းများမှာပါရှိပါတယ် thank you